မင်္ဂလာပါရှင်ခေတ္တ Television Channel မှာထိတ်တန့်ရောက်မြန်မာသတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပဲခူးတိုင်းအစံညောင်ကျိုးစခန်းကို အေးအေးထိန်းချုပ်ထားကြောင်းသတင်းထွက်နေပြီးချင်းကုန်းမှာတိုက်ပွဲပြင်းထန်ကပ္ပစ6စီဦးတည်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ပဲခူးတိုင်းပရောင်းမြို့နယ်အုတ်ရှိပင်မြို့အနီးညောင်ကျိုးစခန်းကိုအေးအေးပူးပေါင်းတပ်တွေက မနေ့မတ်လ13ရက်နေ့မှာထိန်းချုပ်ထားပြီလို့ဒေတာကန်တွေနဲ့သတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်အရသိရပါတယ်။နာဆာကတက်တွေကမတ်လ17ရက်နေ့ကလေးကစပြီးအဲ့ဒီစကန်ကနေစုပ်ခွာနေကြတာ။မနေ့မတ်လ13ရက်ကမနက်ပိုင်း9နာရီလောက်မှာတော့နာဆာကတက်တွေအကုန်လုံးစုပ်ခွာသွားတယ်လို့သိရတယ်။အခုတော့အဲ့ဒီအနာကချင်းကုန်းစကန်မှာထိုက်ပွဲဆက်ပြီးပြင်းထန်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ညောင်ကျိုးစကန်ဟာနာဆာကရဲ့ကာကွယ်ရေးပစ္စည်းထုတ်ဆက်ရုံကပါစာ6တိရှိတဲ့ညောင်ချေထောက်ကြီးရွာနဲ့စက်တက်မိုင်ခန့်သာကွာ ါဝေးတာကြောင့်တိုက်ပွဲတွေဟာကပ္ပစာ6ကိုဥတီလာနိုင်တဲ့အတွက်ပုံမှုပြင်းထန်လာနိုင်ခြေရှိတယ်လို့ပြောပါရယ်။လက်ရှိမှာညောင်ချိုးပင်မစကန်ကစစ်ကောင်စီတပ်ဖွဲ့တွေဟာတောက်ကုတ်ပဒေါန်လန်အတိုင်းစုခွာသွားပြီးညောင်ချေတော့စကန်မှာတွားရောက်ပူပေါင်းနေကြတယ်လို့ပြောပါရယ်။အုတ်ရှစ်ပင်မြို့နယ်မှာကာကွယ်ရေးပစ္စည်းထုတ်စက်ရုံတွေဖြစ်တဲ့ကပ္ပစာ9ကပ္ပစာ6ကပ္ပစာ9နဲ့ကပ္ပစာ16တို့တည်ရှိနေတာဖြစ်ပါရယ်။ညောင်ချိုးစကန်ကိုရရှိဖို့အတွက်အေအေပူပေါင်းတပ်တွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလတတိယပတ်ကစတင်ကထိုးစစ်ဆင်တိုက်ခိုက် က်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။လက်ရှိညောင်ကျိုးစကန်အခြေအနေနဲ့ပတ်သက်လို့နှစ်ဖက်စလုံးကတရားဝင်သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။အေအေကရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်နဲ့ထိစပ်လျက်ရှိတဲ့ပဲခူးတိုင်းပရောင်းမြို့နယ်မှာမိုးထီတောင်စခန်းကိုပြီးခဲ့တဲ့ဇန်နဝါရီလ26ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဒုတိယမြောက်အဖြစ်ညောင်ကျိုးစခန်းကိုထိန်းချုပ်လိုက်တာလည်းဖြစ်ပါတယ်။ ဆက်လက်ပြီးဖလန်းမြို့သုံးရတာတိုက်ပွဲအတွင်စစ်တုံးမှနဲ့လက်နက်တချို့သိမ်းဆီးရမိတာစစ်အုပ်စုကမြို့မကြည်ရီလေချောင်းနဲ့အဆက်မပြတ်ဘုံကျဲခုခံနေတော်လိုင်းရဲဘော်တဦးကြဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ချင်းပြည်နယ်ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ဖလန်းမြို့မှာစစ်အုပ်စုနဲ့တော်လိုင်းရဲတပ်တွေသုံးရဆက်တိုက်တိုက်ပွဲပြင်းထန်နေပြီးတိုက်ပွဲအတွင်စစ်အုပ်စုလက်အောက်ခံတပ်သားစစ်တုံးမှနဲ့လက်နက်တချို့သိမ်းဆီးရမိထားတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ် စစ်တပ်သေးတာကအတိအကျမသိနိုင်သေးဘူးစစ်တုံးဘက်နဲ့လက်နက်သိမ်းစီးထားတာတွေရှိတယ်ထွက်ပြေးတာတွေရှိတယ်လို့စစ်ရေးတရင်ရင်းမြစ်တအူကပြောပါရယ် မလာ၁၂ရက်နေ့ကနေဒီနေ့မလာ၁၄ရက်နေ့ထိဖလန်းမျိုး၃ရက်တာတိုက်ပွဲအတွင်းစစ်အုပ်စုတွေအသေးအပြောက်ရှိခဲ့ပြီးမတည်တဲ့စစ်အုပ်စုတွေကတော့စခန်းဆုံကွာထွက်ပြေးသွားသလိုမြို့မကြီးအတွက်လီချောင်းကအဆက်မပြတ်ဘုံချဲတိုက်ခိုက်နေတယ်လို့ချင်းညီတော်ပြောရေးဆိုခွင့်ရှိသူဆလိုင်းတင်မီကပြောပါရယ်အခုကကျွန်တော်တို့ကအသာစီးတဲ့နေရာမှာရှိတယ်မနေ့ကဆိုအခောက်ပေါင်း20လောက်မနေ့ကနေညအထိဘုံလာချရယ်လီချောင်းပြစ်ခတ်မှုတော့တော်တော်လေးများတယ်နောက်ပြီးတော့ကျွန်တော်တို့ဘက်ကနေအရှင်ဖမ်းမိထားတဲ့စစ်သားတွေ လည်းရှိတယ်။တိုက်ပွဲကတော့ဆက်လက်ပြင်းထန်နေတဲ့အခြေအနေမှာရှိတယ်လို့ဆက်လိုင်းတင်မီကဆိုပါရယ်။အဆိုပါတိုက်ပွဲအတွင်တော်လန်ရေးရဲဘော်တအူးကြဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရသူတချို့လည်းရှိတယ်လို့တော်လန်ရေးအင်အားစုတွေကပြောပါရယ်။ဖလန်းမျိုးသိန်းစစ်စင်ရေးအတွင်တော်လန်ရေးတပ်တွေကမျိုးရင်းစစ်စခန်းအများပြားကိုသိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမဲ့တောင်ကုန်းပေါ်မှာတည်ရှိတဲ့စစ်အုပ်စုခြေလင်းတဲ့ရင်ခလာရ268ကို သိမ်းပိုင်နိုင်မှုကြန့်ရှိနေတာဖြစ်ပါတယ်။အဲ့ဒီတောင်ကုန်းပေါ်မှာအခြေပြုနေထိုင်တဲ့စစ်အုပ်စုကိုဒေါ်လာရေးအားစုတွေကဝိုင်းဝန်းပိတ်ဆို့ကရိတ်ခါဖြတ်တောက်ထားတာဖြစ်ပြီးမလ12ရက်မှာစစ်အုပ်စုတပ်တွေကစစ်ကြောင်းပြန်ထိုးတာကြောင့်မလ14ရက်ထိ၃ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားနေခဲ့တာလို့ချင်းညင်အောင်စစ်ရေးတရင်ရင်းမြစ်တအူးကပြောပါရယ်။ အဲ့ဒီတုံးရတာတိုက်ပွဲအတွင်စစ်အုပ်စုအသေးအပြောက်ရှိပြီးတော့စစ်တုံးမန်းနဲ့လက်နက်တချို့သိမ်းဆီးရရှိထားတာလို့စစ်ရေးတရင်ရင်းမြစ်တူကပြောပါရယ်ဖလန်းမျိုးကိုသိမ်းပိုင်နိုင်ရေးချင်းညီနောင်စစ်စင်ရေး Operation CB အဖြစ်ချင်းညီနောင်ချင်း Brotherhood CB နဲ့မဟာမိတ်တွေက2024ခုနှစ်နိုဝင်ဘာလ9ရက်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါရယ်အဲ့ဒီထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်ဖလန်းမျိုးတွင်စစ်အုပ်စုအထိုင်စခန်းတွေဖြစ်တဲ့ထွေအုံယုံမြို့နယ်ရဲစခန်းခရိုင်ရဲစခန်းစောက်လို့ရဲယုံတွေကိုသိမ်းပိုင် က်ရရှိထားခဲ့တာဖြစ်ပါတယ်။အလားတူစကန်းသိန်းတိုက်ပွဲတွေအတွင်းဖလန်းခရရဲတပ်ဖွဲ့မှုဒူရဲမှုကြီးအဆင့်အရာရှိအပါအဝင် ဖလန်းမျိုးနဲ့ရဲမှုဒူရဲတပ်ဖွဲ့မှုနဲ့အခြားရဲအရာရှိစုစုပေါင်း45ဦးကိုအရှင်လက်ရဖမ်းဆီးရမိခဲ့တယ်လို့လက်နက်ခဲယံအများအပြားကိုလည်းသိမ်းဆည်းရရှိခဲ့တာဖြစ်ပါတယ်။ချင်းပြည်နယ်အတွင်းမှာတော့ချင်းတော်လန်ရဲတပ်တွေကမင်းတပ်ကံပလတ်မတူပီတွန်းစံကြီခါရိတ်ခေါ်တာလိုင်လင်းပီကျင်တွေမကွီးအိမ်နူး နာရင်ရေစွာဝေဘူးလာစုခွာစားတဲ့မြို့တွေကိုတိမ့်ပိုက်ထိန်ချုပ်ထားပြီးပလဝမြို့နဲ့စမီးမြို့တွေကိုအာရကတက်တော်အေအေကတိမ့်ပိုက်ထိန်ချုပ်ထားပါတယ်။ချင်းပြည်နယ်အတွင်းဟာကာထန်တလန်ခိုင်ကန်းနဲ့တီးတိမ်မြို့နယ်တွေမှာတော့စစ်အုပ်စုကကြန့်ရှိနေစေဖြစ်ပြီးချင်းပြည်တဝန်းစစ်အုပ်စုအမြန်ဆုံးကင်းစင်ရေးလှုပ်ဆောင်မယ်လို့ချင်းပြည်တော်လှန်ရေးတပ်ဖွဲ့တွေကထုတ်ပေါ်ပြောဆိုထားပါတယ်။ ဆက်လက်ပြီးမိုးကုံမှာမြို့လုံးကျုံရေးတက်ဖွဲ့ဖို့ TNL ကစည်ရင်ကစစ်မှုထမ်းစိုးရိမ်လို့မြို့ကန်တချို့တင်းရှောင်း TNLA အုပ်ချုပ်တဲ့မြို့အားလုံးမှာမြို့လုံခြုံရေးတပ်ဖွဲ့ဖို့ရှိပြီးဒေသတည်ငြိမ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာပြည်သူတွေပူးပေါင်းပါဝင်ဖို့ TNLA ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။မန္တလေးတိုင်းမိုးကုံမြို့မှာမြို့တွင်းလုံခြုံရေးတပ်ဖွဲ့ဖွဲ့စည်းနိုင်ဖို့စရင်ကောက်ယူနေပြီးတအောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF TNLA တင်ပိုက်ထိန်ချုပ်ထားတဲ့မြို့ဆက်နှမြို့မှာဒေသခံလူမျိုးပေါင်းစုံပါဝင်တဲ့မြို့တွင်းလုံခြုံရေးတပ်တွေဖွဲ့စည်းဖို့ချိုးပန်းနေတယ်လို့ PSLF TNLA ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ လွေးရည်ဦးက MFP ကိုပြောပါရယ် ်။လက်ရှိမှာမိုးကုံမြို့နဲ့ကိုခိုင်မြို့တွေမှာမြို့တွင်းလုံခြုံရေးတပ်ဖွဲ့စည်းဖို့အတွက်စရင်ပေးသွင်းတာစရင်ကောက်ခံတာမျိုးတွေစတင်ဆောင်ရွက်နေပြီးနန်ခမ်းမြို့မှာတော့ဆောင်ရွက်ပြီးစီးခဲ့ပြီလို့လွှဲရည်ဦးကပြောပါရယ်။ဒီမြို့တွင်းလုံခြုံရေးကတော့မြို့နယ်တိုင်းမှာရှိမှဖြစ်မှာပါ။ဘာလို့ဆိုကျမတို့ဒီလိုမျိုးစစ်ကောင်စီကအင်အားတွေဖြည့်တင်းလာတဲ့အချိန်မှာကျမတို့ကလည်းလူထုတွေရဲ့လုံခြုံရေးလူထုတွေရဲ့ဘေးကင်းလုံခြုံမှုကိုအဓိကထားစဉ်းစားဆောင်ရွက်တာဖြစ်တဲ့အတွက်ကြောင့်ဒီမျိုးရင်းလုံခြုံရေးကလည်းဆောင်ရွက်မှာဖြစ်ပါတယ်။ဒီဟာကြတော့ဒီမျိုးရင်းလုံ ဂျုံရေးလောက်ကတော့ကျမတို့ဒီအတက်နိုင်ဆုံးတော့အားလုံးပါဝင်ဖို့ ਨੇ ကျမတို့ဆောင်ရွက်တာမျိုးတွေရှိတယ်။ဒါကတော့ရာနှုန်းပြေတော့မဟုတ်သေးဘူးပေါ့လေ။ TNLA အုပ်ချုပ်တဲ့မျိုးတွေမှာတက်သားသစ်စုဆောင်မှုကိုတော့လက်ရှိအချိန်ထိတအောင်ပလောင်လူမျိုးတွေကိုသာခေါ်ယူနေဆဲဖြစ်ပြီးတခြားလူမျိုးတွေကမိမိဆန္ဒအလျောက်တက်ထဲဝင်ကျင်တာမျိုးရှိရင်လည်းခွင့်ပြုပေးတယ်လို့ဆိုပါတယ်။ဒေသခံအခြားလူမျိုးပေါင်းစုံကိုတော့မျိုးတွင်းလုံခြုံရေးအတွက်သာစစ်မှုတန်းဖို့ခေါ်ယူมาဖြစ်တယ်လို့လွှဲရည်ဦးကပြောပါတယ်။လက်ရှိခေါ်နေတာဒီအများဆုံးကတော့တကယ်လို့ ိုရင်းလုံချုံရေးခေါ်တယ်ဆိုရင်တော့ဒါကတော့အားလုံးကတော့အတက်နိုင်ဆုံးမျိုးရင်းမှာရှိတဲ့လူမျိုးစုပါဝင်ဖို့တော့ကျမတို့ကြိုးပမ်းနေတယ်တကယ်လို့ဒီအာမီစစ်တဲ့ရှေ့တန်းသွားနေတဲ့သူဆိုရင်တော့ဒီတတ်မှတ်ထားတဲ့မူပေါင်းပေါ့နော်မူပေါ်လစီအရာခေါ်မှာဖြစ်ပါတယ် မူ policy အရာကတော့ကျမတို့ဒီတအောင်းလူမျိုးကိုပဲဒါအရင်ကောက်ခံတာဖြစ်ပါတယ်လက်ရှိအချိန်ထိပေါ့လေတကယ်လို့သူတို့ဘက်ကတော့မျိုးရင်းလုံခြုံရေးမကပဲနေတခြားအဆင့်မြင့်ပြီးတော့မှဒီရှေ့တန်းမှာအထူးသဖြင့်ဒီအာမီလိုမျိုးဆိုရင်တော့တာဝန်ထမ်းဆောင်ခွင့်ပြုပေးဖို့ရှိပါတယ်မျိုးရင်းလုံခြုံရေးတက်အတွက်ကိုလည်းတက်သားစုဆောင်ရေးမူဝါဒနဲ့ကိုင်ညီတဲ့ဒေသခံတွေကိုခေါ်ယူมาဖြစ်ပြီးတက်ရောက်ရမယ့်အခြေခံစစ်တင်တဲ့နဲ့ပတ်သက်လို့လွှေးရည်ဦးကအခုလိုပြောပါတယ်တင်တန်းကာလကတော့တတ်မှတ်ထားတာ မရှိဘူးပေါ့နော်ပုံမှန်ဆိုတစ်လကနေ3လလဲရှိသလိုအခြားအခြေအနေပေါ်မူတည်ပြီးတော့မှ3လကနေ6လအထိကြာတာမျိုးတွေလည်းရှိပါတယ်မြို့လုံးကျုံရေးတက်မှာတာဝန်ထမ်းဆောင်ရမယ့်အချိန်ကာလနဲ့ပတ်သက်ပြီးတော့လေလွေးရည်ဦးကအခုလိုဆက်ပြောပါတယ်လက်ရှိအချိန်ထိကတော့ကျမတို့ဒီလိုမျိုးတိတိကျကျသတ်မှတ်ထားတာမျိုးမရှိသေးဘူးပေါ့နော်ဒီကာလသည်အခြေအနေနဲ့လုံးကျုံရေးလိုအပ်ချက်အရာကျမတို့စီမံဆောင်ရွက်တာဖြစ်ပါတယ်နန်းခမ်းမြို့မှာတော့မျိုးရင်းလုံးကျုံရေးတက်မှာပါဝင်တဲ့သူတွေကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကအခြေခံစစ်သင်တန်းပေးခဲ့တဲ့ လို့နိုင်ငံမျိုးကတအောင်မျိုးသားတအူက MFV ကိုပြောပါရယ်နိုင်ငံမှာတခြားလူမျိုးအဲ့တင်တန်းတက်တာတွေတော့မတွေ့ရသေးဘူးခုချိန်ထိတော့လူမျိုးခြားကောက်တယ်လို့လည်းမကြားရသေးဘူးတအောင်လူမျိုးတွေပဲကောက်ကြပါအသက်၁၈ကနေ၄၅အထိအမျိုးသားတွေပဲကောက်တာအဲ့ဟာကြတော့တအိမ်တယောက်သွားရတာမသွားမနေရပုံစံမျိုးပေါ့အဲ့တင်တန်းမျိုးရင်းလုံးကြုံရေးတဲ့အတွက်အခြေခံစစ်တင်တန်းကဖိအားတိတ်မများဘူးအဲ့ဟာတင်တန်းကာလကအခြေအနေပေါ်ပဲမူတည်တယ်အဲ့မှာကြတော့သူတို့၁၅ရက်ပဲပြောတယ်ဒါ မယ်အထက်တော့ကျော်သွားတယ်။အဓိကကမြို့လုံးကျုံကြီးပဲရှည်တန်းတော့မပို့ဘူး။တချို့တွေလည်းရုံးတွေမှာစောင်းရတာတချို့လည်းလမ်းတို့ဂိတ်တို့မှာစောင်းရတာတယောက်ကိုတလသွားစောင်းရတယ်တနှစ်မှာတလပဲသွားစောင်းရမယ့်သဘောရှိတယ်။တာဝန်ထမ်းစောင်းရတဲ့အတော်တွင်မှာတော့လက်နက်အပြည့်အစုံပေးတယ်။တာဝန်ပြီးသွားရင်တော့လက်နက်ပြန်အပ်ရတယ်။မိုးကုံမြို့မှာတော့တချို့ရက်ကွက်တွေမှာစရင်ကောက်တာမျိုးရှိပြီးရက်ကွက်အများစုမှာတော့ရက်ကွက်အုပ်ချုပ်ရေးမှုတွေနဲ့ဆွေးနွေးဆောင်ရွက်နေစေဖြစ်တယ်လို့မြို့ကန်ကြီးကပြောပါတယ်။ အဖေပလောင်အမေပလောင်တွေဆိုရင် ခေါ်တာတော့အရင်ကလေးကပါကုဟာကတော့မတူဘူးဟိုဘက်အိမ်ကတယောက်ကိုတောင် လာပြောသွားပြီခေါင်းဥပါရက်ွက်လူကြီးကနေတဆင့်လာပြောတာ ြေတန်းထွက်ဖို့မဟုတ်ပဲဒီမှာကြံခဲ့ပြီးမြို့လုံးကျုံရေးကိစ္စတွေတာဝန်ထမ်းခိုင်းမယ်လို့ပြောတာပဲအဲအိမ်ကယောက်ျားလေးများတော့တက်ရောက်ထဲဖို့လာမှသွားတာအတင်းကျက်ကြီးရေလို့လည်းမဟုတ်ဘူးတင်းနှံတက်ရမယ်လက်နဲ့ထုတ်ပေးမယ်ကိုမျိုးကိုရရွာကိုကောက်ွယ်ဆောင်ရှောက်ရမယ်ဒီလောက်ပါပဲလို့ပြောတာပဲလို့မိုးကုံမျိုးအနောက်ပိုင်းခေါင်းဥပါရက်ွက်မှာနေထိုင်တဲ့အမျိုးသမီးတအူက MFV ကိုပြောပါရတယ် အခုလို TNLA ကလူစရင်းကောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးမိုးကုံမြို့နေပြည်သူတွေအကြားရှင်းရှင်းလင်းလင်းမသိရသေးတော့မြို့ကန်တွေမှာစိုးရိမ်မှုမြင့်တက်လာတာကြောင့်မြို့ကနေပြောင်းရွှေ့သွားကြသူအချို့လည်းရှိတယ်လို့မြို့ကန်တွေကပြောပါတယ်စစ်မှုထမ်းရမယ်လို့လည်းပြောနေကြတာပဲလက်တွေတော့မလာသေးဘူးအစည်းအဝေးထိုင်ပြီးပြီးတော့ပြောတယ်လောလောဆယ်တော့အုတ်ချုပ်ရည်မှုတွေကမကောက်ပေးဘူးကြားတယ်လူငယ်တွေတောင်မရှိသလောက်ပဲကိုခုကမိုးကုံမြို့မှာတက်ကြီးရွယ်အိုးစောင့်နေသူနဲ့စောင့်ဝင်နေရေးရှာပေးတဲ့သူတွေပဲကြံတော့တာတချို့သားနှစ်ယောက်ရှိတဲ့သူဆိုပြောင်းကုန်ပြီအရင်ကောက်သွား တဲ့အသူတွေတော်တော်များများရှေ့တန်းရောက်ကြတာပဲအရင်ကောက်သွားတာတော့ပလောင်တွေပေါ့ပလောင်လူမျိုးတွေကသာစစ်သားကောက်တယ်လို့မြို့ခံကြောက်ကုန်တဲ့အမျိုးသမီးတဦးကပြောပါတယ်ခုကတော်တော်များများရှောင်သွားကြပြီလို့လည်းကြားနေရတယ်ဒီလူမျိုးနေမြေတကြောမှာပတ်ရှောင်နေကြတာဒီမှာခေါ်ရင်တခြားစီသွားနေတယ်အဲ့မှာခေါ်ရင်နောက်တနေရအဲ့လိုပတ်ရှောင်နေကြတာလို့မြို့ခံအမျိုးသားတဦးကပြောပါတယ် TNLA အုပ်ချုပ်တဲ့အမျိုးတွေမှာမျိုးရင်းလုံခြုံရေးအတွက်ဒေသခံတွေပူးပေါင်းပါဝင်ဖို့ကြိုးပမ်းနေုံသာမကကြက်ဖွဲ့ဝင်စုဆောင်ခြင်းဆိုင်ရာမူဝါဒ စီးမြင်းတွေနဲ့ကိုင်းကြီးတဲ့တအောင်းလူမျိုးတွေကိုလည်းစစ်မှုထမ်းဖို့ထပ်မံခေါ်ယူနေတယ်လို့လွေးရည်ဦးကပြောပါတယ်ဒီတလုံးမှာကကျမတို့ဒီသိမ်းထားတဲ့မျိုးတွေမှာရောမိုးကုတ်မှာရောကျမတို့ဒီသတ်မှတ်ထားတဲ့အတိုင်းမူပေါ်လစီနဲ့ကိုင်းကြီးတဲ့တပ်သားစုဆောင်မှုနဲ့ကိုင်းကြီးတဲ့သူတွေကိုကျမတို့ပြန်ခေါ်တာဖြစ်ပါတယ်တကယ်လို့စစ်မှုသွားထမ်းပြီးဆိုရင်တော့အရင်ဆုံးကတော့ဒီစစ်အခြေခံပညာကိုသင်ကြားရမှာဖြစ်ပါတယ်နောက်ပြီးတော့သူတို့ရဲ့ကျွမ်းကျင်ရာသူတို့ဒီစိတ်ဝင်စားတဲ့ဝါသနာပါတဲ့အခမ်းကဏ္ဍကိုနေရာချပေးမှာဖြစ်ပါတယ်တမတ် ချက်ကတော့ကျမတို့ထုတ်ပြန်ပြီးသားဖြစ်ပါတယ်ဒီတက်သားစုဆောင်ရေးမှု policy အတိုင်းပဲဖြစ်ပါတယ် DNLA အနေနဲ့ data တွင်လုံခြုံရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာလူသားအရင်းမြစ်တွေများစွာလိုအပ်နေတာကြောင့် data ခံပြီးသူလူတို့ရဲ့အင်အားနဲ့ပူးပေါင်းဆောင်ရွက်ဖို့လိုနေတယ်လို့ လွေးရည်ဦးကပြောပါတယ်။လက်ရှိကတော့ကျမတို့ဟာတော်လည်ရေးကာလဖြစ်တဲ့အလျောက်ပေါ့နော်စစ်ကောင်စီဘက်ကလည်းဒီတပ်သားစုဆောင်ရေးတွေပို့လုပ်လာတယ်။ဆိုတော့ကကျမတို့ဘက်ကလည်းဒီဒေသခံတွေရဲ့လုံခြုံရေးနဲ့ဒီကာကွယ်ရေးအထူးသဖြင့်ဒီလုံခြုံရေးကိုဆောင်ရွက်တဲ့အပိုင်းမှာတော့ဒေသခံလူထုတွေပါဝင်ဖို့လိုတယ်။တစ်ဖက်မှာလည်းကျမတို့ဒီလုပ်ငန်းတွေ PSLF, TNLA ကပဲဦးဆောင်ပြီးဆောင်ရွက်ရတဲ့အတွက်ကြောင့်ကျမတို့မှာဒီဒေသဖွံ့ဖြိုးရေးတွေဆောင်ရွက်ဖို့ကြတော့အရင်အမြင့်တွေကအကန့်အသတ်နဲ့တရှိနေတဲ့အတွက်ကြောင့်ဒီဆက်လက်ဆောင်ရွက်နိုင်ဖို့ဆက်လက် က်ပြီးတော့မှဒေတာဖွံ့ဖြိုးရေးတွေတည်ငြိမ်ရေးတွေဆောင်ရွက်နိုင်ဖို့ဆို အင်အားရှိဖို့လိုတယ်ဆိုတော့ကဒီလူတွေအနေနဲ့ဒါပူးပေါင်းပါဝင်ဖို့လိုအပ်ပါတယ် PSLF TNLA ရဲ့တပ်ဖွဲ့ဝင်စုဆောင်ခြင်းဆိုင်ရာမူဝါဒနဲ့စည်းမျဉ်းတွေမှာတော့အသက်18နှစ်ကနေ35နှစ်အတွင်းသားယောက်ျား2ဦးနဲ့အထက်ရှိတဲ့တအားလူမျိုးမိသားစုတိုင်းသားယောက်ျား2ဦးကစစ်မှုမထမ်းမနေရတာဝန်ထမ်းဆောင်ဖို့အသက်18နှစ်ကနေ25အတွင်းသမီးမိန်းကလေး2ဦးနဲ့အထက်ရှိတဲ့တအားလူမျိုးမိသားစုတိုင်းသမီးမိန်းကလေး2ဦးကစစ်မှုထမ်းဖို့တအားမိသားစုအတွင်းအသက်ပြည့်ပြီးသားသမီး2ဦး ရှိတဲ့အထက်တဦးကနာရရှိယောဂါစိတ်ပိုင်းဆိုင်ရာယောဂါခံစားနေရသူကိုလက်အင်ကာမပြည့်စုံသူမတန်ဆွမ်းသူဖြစ်နေပါကဂျန်တဦးကိုစစ်မှုထမ်းကင်းလုံခွင့်ပြုဖို့စစ်မှုထမ်းတာဝန်ချသူဟာလူစားထိုးခြင်းလူအစားငွေချေးပေးဆောင်ခြင်းမပြုရတတားသည့်စုဆောင်ရမှာလေဘာအကြောင်းနဲ့မှငွေချေးကောက်ခံခြင်းမပြုရဆိုတဲ့အချက်တွေအပါအဝင်စစ်မှုထမ်းကင်းလုံခွင့်နဲ့စစ်မှုထမ်းဆိုင်ရာစီးမြင့်အချက်16ချက်ပါရှိပါတယ် PSLF DNL ဟာ2020ခုစစ်စင်ရေးအတွင်းရှမ်းပြည်မြောက်ပိုင်းရှိနမတူနတ်ဆန်မန်တုံမိုင်းလုံးနိုင်ခဲကော့ခိုင်မိုင်းငေါ်နောင်ချိုကြောင်မဲတီဘောမိုးမိန်နဲ့မန္တလေးတိုင်းမိုးကုတ်မြို့တို့ကိုတင်ပိုက်ခဲ့ပြီးကြောင်မဲခရိုင်မိုးကုတ်ခရိုင်ခွတ်ခိုင်ခရိုင်နတ်ဆန်ခရိုင်နဲ့နန့်ခမ်းခရိုင်တွေအဖြစ်ခရိုင်၅ခုထားရှိကအုပ်ချုပ်ရေးလုပ်ငန်းတွေဆောင်ရွက်နေတာဖြစ်ပါတယ်ကျမရဲ့တဲ့ရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။